အဓိကပြခြင်းနဲ့ခဏပေါ့နော်ဒါဒီခဏအောမှာပေါ့နော်ကျွန်တော်အောမှာဟုတ်ပြီကျွန်တော်ဒီ frame ကိုပဲဆက်သွားမယ်ရှင်းနေကခွန်တလေး90ထွက်တယ်633ထောက်ထောက်ပြီးတော့ထွက်တယ်နော်ဒီ90ဒီ633တောက်ပြီးတော့ထွက်တယ်ဒီမှာလဲ258လေးတက်ခွန်ဒီ2ခွန်နဲ့ဒီနောက်တစ်နှစ်ကျော်ထွက်တယ်ထွက်တော့လဲ633ထောက်ပြီးတော့ထွက်တယ်အဲ့ရဒီ90လိုက်ထွက်တဲ့အောက်မှာ434ဒီကျွန်တော်ဒီ258ရဲ့ဒီဘက်က လေးပါသောပရိရှိဆိုတဲ့ကဏ္ဍနော်လေးပါသောပရိရှိဆိုတဲ့ကဏ္ဍဖြစ်တယ်ပေါ့နော်ဒီမှာလေးတုံညာလေးဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်ခုနှစ်အောက်မှာထွက်မှာကဏ္ဍဒီကဏ္ဍဒီလေကျွန်တော်တို့ဒီနှစ်ငါးရှိရဲ့ဒီဘက်ကလေးပါသောပရိရှိဆိုရင်ကျွန်တော်ဒီမှာလိုက်မပြတော့ဘူးနော်ဒီမှာဒီတက်သုံးလေးဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိရပေါ့နော်တက်သုံးလေးဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိရပေါ့နော်အဲ့တော့အဲ့ဒီကျွန်တော်ခုဒီတက်သုံးလေးရဖြစ်နိုင်မဖြစ်နိုင်ဆိုတော့ကျွန်တော်ဒီဖရိန်ကိုပဲပြန်ကြည့်မယ်ဟုတ်ပြီ တော့နှစ်၅ရှစ်၄တက်ခွင်ဒီမှာ၅၃၀နောက်တစ်နှစ်ကျော်ပေးသွားပြီပေးသွားပြီဖြစ်တော့ဒီနှစ်၅ရှစ်၄တက်ခွင်နဲ့ဒီပရိန်နဲ့အချိန်ကြိုက်မှာဒီမှာကျွန်တော်၃ခုတက်လို့ရှိရပါတော့၃ခုတက်အဲ့၃ခုတက်ကဘယ်ရလာတာလဲဆိုရင်ကျွန်တော်ဒီပရိန်ရဲ့နှစ်၅ရှစ်ရဲ့ဒီဘက်နှစ်ကအဲ့ဒီမှာရှစ်လေးနှစ်လို့ထောက်ထားတဲ့၃ခုတက်ကိုဒီမှာရိုက်တယ်ဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်၅ရှစ်၄တက်ကိုဒီနှစ်ခုနဲ့ဒီပရိန်နဲ့အချိန်ကြိုက်တင်းနဲ့ တော့ဒီနေရာမှာထည့်ကစားမကနန်းဒီလေကျွန်တော်နှစ်ငါးရှစ်ဒီဘက်နှစ်ကကနန်းเนาะဒီဘက်နှစ်ကကနန်းဘလူနေရာကနန်းမျိုးလဲဆိုကျွန်တော်ဒီမှာရှစ်နှစ်လေးလို့ထောက်ထားတဲ့အဲဒီတက်သုံးလေးဆိုတဲ့ကနန်းเนาะတက်သုံးလေးဆိုတဲ့ကနန်းကိုထည့်ကစားမယ်ဘာလို့လဲကျွန်တော်ဒီမှာ391ရောက်ရိုက်တဲ့ခါမှာလဲ391ဒီဘရားလာတဲ့ကနန်းလို့ဆိုတော့ကျွန်တော်ဒီမှာရှစ်နှစ်လေးထောက်ထားတဲ့391ပေါ့နော်ရှင်းနေလေးထောက်ထားတဲ့ဒီ298ခွန်တလေးရဲ့ဒီဘက်ရှင်းနှစ်ကရှင်းနှစ်လေးထောက်ထားတဲ့391ကိုဒီမှာရိုက်တဲ့ဆိုရင် နဲ့2948ခွင်ဖရင်ရဲ့ဒီဘက်နဲ့ကကျွန်တော်တို့8နဲ့4ထောက်ထားတဲ့13လေးကိုလည်းကျွန်တော်တို့ကဒီနေရာမှာထည့်ကစားမှာပေါ့နော်13လေးနော်အဲ့တော့ဒီမှာ13လေးကိုထည့်ကစားမှာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဒီ13လေးကလည်းကျွန်တော်တို့ဒါရှင်းနိုင်ဖြစ်နိုင်ကိုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ခရင်ကြီးရရန်ကောင်းပါတယ်နော် အဲ့တော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့2010မှာ2010မှာ2010မှာကျွန်တော်တို့ဒီမှာ၄နှစ်နဲ့နော်၄နှစ်နဲ့2010မှာ၄နှစ်နဲ့198လို့ရိုက်တယ်ဗျနော်၄နှစ်နဲ့198လို့ရိုက်တယ်အဲ့ဒီ198ဒီကျွန်တော်တို့နောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ် နောက်တနေ့ကျော်ကို1983တနေ့တုံးနောက်တနေ့ကျော်လိုက်ထွက်တယ်ဒီလိုဒီမှာ1986 89နော်လိုက်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာ၄နှစ်နဲ့တွဲရိုက်ထားတဲ့198ဒီတနေ့ကျော်ကိုလိုက်ထွက်တယ်198 အဲ့ဒီလိုပဲကျွန်တော်တို့ဒီမှာဒီမှာလဲကျွန်တော်၄နင်းနဲ့၈၆ခွန်ပေါ့နော်၄နင်းနဲ့၈၆ခွန်၄နင်းနဲ့၈၆ခွန်ဆိုတဲ့ကဏ္ဍဒီလဲဒီ၈၆ခွန်ဆိုတဲ့ကဏ္ဍဒီလဲကျွန်တော်နောက်တစ်နှစ်ကျော်မှလိုက်ထွက်တယ်ပေါ့နော်ဒီ၂၀24မှာကျွန်တော်ဒီမှာထွက်ခဲ့ပြီပေါ့နော်၂၀24ပဲအချိန်မှထွက်တာလဲ ကျွန်တော်ဒီနားမှာ2020နှစ်မှာ6 86ခွန်းဆိုပြီးထွက်ထားတယ်ဗောနော်ထွက်ခဲ့တယ်ဗောနော်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ4နှစ်နှစ်1 6 8ဒီ4နှစ်နှစ်1 6 8ဒီနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ်နော်နောက်တစ်နှစ်ကျော်လိုက်ထွက်တယ်အဲ့တော့ဒီမှာ4နှစ်နှစ်86ခွန်းဒီနောက်တစ်နှစ်ကျော်ကိုဒီမှာလိုက်ထွက်တယ်ထပ်ပြီးတော့လေနော် အဲ့ဒီတကူရှိသည်အဲ့ဒီတကူရှိသည်နော်နောက်နှစ်ကိုဆက်ထွက်တယ်နောက်နှစ်ကိုဆက်ထွက်တယ်ဒီမှာထပ်ပြီးတော့ထွက်တယ်ပေါ့နော်သူ့ထပ်တော့ကျွန်တော်အပေါ်မှာ93ဆိုတဲ့93လေးခွပြီးတော့93အခွအအောင်မှာထွက်တယ်နော်ဒါဆိုကျွန်တော်ဒီမှာဒီလေးနည်းနည်းဒီနည်းနည်း6ခုနေနောက်တစ်နည်းကျော်ထွက်တယ်ထွက်ပြီးတော့အဲ့ဒီ6ခုနေနောက်နှစ်ကိုဒီမှာလာထွက်တယ်ပေါ့နော် ဆက်ထွက်တယ်ထွက်တော့လေပထမကက်လိုပဲ93လို့ခွာပြီးရအောက်မှာလာထွက်တယ်နော်အဲ့တော့ဒီ198ဒီ198နောက်နှစ်ကိုထွက်တော့93လို့ခွာပြီး198လို့ထွက်တယ်အဲ့တော့ဒီ68ခွင်ဒီ66ခွင်ဒီနောက်နှစ်ကိုထွက်တော့လဲ93လို့ခွာပြီးရော68ခွင်လို့ထွက်တယ်ဟုတ်ပြီအဲ့ဒီလို့ထွက်ပြီးရောလဲနော်အဲ့ဒီ198 198နောက်နှစ်ကိုနော် နောက်နှစ်ကိုထွက်တော့ကျွန်တော်ဒီမှာ၅၃ခွပြောထွက်တယ်ထွက်ပြီးသူ့ရဲ့အောက်မှာရိုက်တဲ့ကဏ္ဍဒီနှစ်ခါနှစ်ပါတော့ဗရိတ်တဲလို့ရိုက်တယ်ဗောနော်နှစ်ခါနှစ်ပါတော့ဗရိတ်တဲလို့ရိုက်တယ်အဲ့တော့ဒီ6 8ခွန်ဒီလဲနောက်နှစ်ကိုထွက်တော့သူ့ရဲ့အောက်မှာနှစ်ခါနှစ်ပါတော့ဗရိတ်တဲလို့ရိုက်တယ်ဗောနော်နှစ်ခါနှစ်ပါတော့ဗရိတ်တဲလို့ရိုက်တယ်ဟုတ်ပြီအဲ့ဒီလိုလိုက်ပြီးပြီးတော့ပြီးပြီးတော့အဲ့ဒီ6 8အောက်မှာထွက်မဲ့ကဏ္ဍဗောနော် နှစ်ခါနှစ်ပါသောပြိဋ္ဌိရိုက်တဲ့အဲ့ဒီအောက်မှာထွက်မှာကနေနော်ဒီကနေကိုကြည့်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဒီမှာ၆၈ခုလို့ရိုက်ပြီးနှစ်ခါနှစ်ပါသောပြိဋ္ဌိလို့လည်းပြီးပြီးသူ့ရဲ့အောက်မှာထွက်မှာကနေအဲ့တော့ဒီလေးခုခုန်ဒီဘယ်ရလာတဲ့ကနန်းလဲဆိုရင်ကျွန်တော်တို့ကြည့်အောင်နော်ဘယ်ရလာတဲ့ကနန်းလဲဆိုတော့ကျွန်တော်အဲ့ဒီပထမ1 6ပေါ့နော်နောက်ကျွန်တော်ဒီမှာ တကူရှိစာပြောတဲ့လေးနဲ့နဲ့တကူရှိအဲ့ဒီတကူရှိသည်နောက်တစ်နှစ်ကျော်ထွက်တယ်ထွက်ပြီးတော့အဲ့ဒီတကူရှိနဲ့အချိန်ကိုက်မှာကျွန်တော်တို့ဒီလေးကွန်ခွင်းဆိုတဲ့ကဏ္ဍနော်အဲ့ဒီလေးကွန်ခွင်းကနေကျွန်တော်ရေးလိုက်မယ်1 2 3 4 5 6 9 9ခုနှစ်မြောက်မှာခွန်ထွိုင်းထောက်ထားတယ်အဲ့ဒီခွန်ထွိုင်းထောက်ထားတဲ့ကျွန်တော်ဒီလေးကွန်ခွင်းဆိုတဲ့ကဏ္ဍဒီနော်နော်ဒီတကူရှိနဲ့အချိန်ကိုက်ကို မှာရှိတဲ့ဒီ၄ခွန်ခွန်အိုက်ကနန်းဒီဟာဒီတကိုရှိနောက်နှစ်ကိုလိုက်ထွက်ထွက်ပြီးတော့သူ့ရဲ့တပင်ကြောမှာ၄ခွန်ခွန်လို့ရိုက်တယ်ဆိုရင်နော်အဲ့ဒီလိုရိုက်တယ်ဆိုရင်ကျွန်တော်ဒီအောက်မှာဒီ၆၈ခွန်နှစ်ပါသောပရိတ်တဲ့အောက်မှာထွက်မဲ့ဒီကနန်းဒီလဲနော်ဒီကနန်းဒီလဲကျွန်တော်ဒီမှာ၄နှစ်နှစ်၆၈ခွန်နော်၄နှစ်နှစ်၆၈ခွန်နောက်တစ်နှစ်ကိုထွက်ပြီးတော့ ဒီ6 8ခုနဲ့အကျင့်ကိုင်းမှာရှိတယ်ကျွန်တော်ဒီ4 3 1ဒီ4 3 1ဆိုတဲ့ကနအဲ့ဒီ4 3 1နဲ့ကျွန်တော်ရေးလိုက်မယ်1 2 3 4 5 6ခုမှာနော်ခွန်ထွိုင်းလို့ထောက်ထားတယ်အဲ့ဒီခွန်ထွိုင်းလမ်းထောက်ထားတဲ့၄၃၁နဲ့အကျင့်က၈၆ခွန်အဲ့ဒီ၈၆ခွန်နောက်နှစ်ကိုလိုက်ထွက်ထွက်ပြီးတော့အောက်မှာနှစ်ပါတော့ပြိတ်တိတ်ရပြီးမှအဲ့ဒီကဏ္ဍ၁၃လေးဆိုတဲ့ကဏ္ဍကိုရိုက်ပါ ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာနော်လေးနေနေတက်ကိုရှိနောင်းနေကိုထွက်တယ်ထွက်ပြီးတော့သူနဲ့အကြိမ်ခိုင်းမှာရှိတဲ့နော်သူနဲ့အကြိမ်ခိုင်းမှာရှိတဲ့ဟာဒီခွန်ထွန်ထောက်ထားတဲ့လေးခွန်ခွန်ဆိုတဲ့ကနန်းဒီဒီတက်ကိုရှိနောက်တနည်းနောင်းနေကိုလိုက်ထွက်ပြီးရဲ့အောက်မှာနှစ်ပါတော့ဗရိတ်တက်လို့ခံပြီးမှလိုက်ထွက်တယ်ဆိုရင်နော်ဒီခွန်ထိုင်ထောက်ထားတဲ့ဒီလေးခွန်ခွန် အချိန်ကာရ198နောက်နှစ်ကိုလိုက်ထွက်ပြီးတော့အဲသူ့ရဲ့တပင်ကျော်နှစ်ပါတော့ပြိဋ္ဌိရဲ့အောက်မှာထွက်တယ်ဆိုရင်အခုကျွန်တော်တို့ဒီမှာနော်အခုလည်းဒီမှာ၄နှစ်နှစ်6ခုနောက်တစ်နှစ်ကျော်ထွက်တယ်ထွက်ပြီးတော့သူ့နဲ့အချိန်ကာရမှာရှိတယ်ကျွန်တော်နော်ဒီခွန်ထွိုင်းထောက်ထားတဲ့ဒီ၄3 1ဒီလဲနော်အချိန်ကာရကဒီ6ခုနောက်နှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့အောက်မှာနှစ်ပါတော့ပြိဋ္ဌိကိုရိုက်ပြီးမှနော် ရိုက်ပြီးတော့မှအောက်မှာထွက်ရမှကနန်းဒီဒီ6 8ခွန်လာခဲ့တဲ့အကျင်ကိုက်ကနော်ဒီခွန်ထိုင်ထောက်ထားတဲ့တစ်သုံးလေးကိုကျွန်တော်တို့ကဒီမှာထည့်ကစားမယ်နော်အဲ့တော့အလွယ်လေးပြောရရင်ကျွန်တော်တို့ဒီမှာခွန်ထိုင်တဲ့အကျင်ကိုက်ကခွန်လေးခွန်တစ်ကိုရှိနောက်နှစ်ကိုလိုက်ထွက်တဲ့ထွက်ပြီးတော့သူ့ရဲ့တပင်ကြောင်မှာရိုက်မယ်အပေါ်မှာတစ်ပါတော့ပြိဋ္ဌိခံထားတယ်နှစ်ပါတော့ပြိဋ္ဌိခံထားတယ်နော်အဲ့တော့အဲ့တော့ခွန်ထိုင်ထောက်ထားတဲ့၄၃၁ အချိန်ကိုင်းမှာရိုက်တယ်ပြီးရင်သူနဲ့အချိန်ကိုင်း၈၆ကိုနောင်းနှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့တပင်ကြောင့်အဲ့တသုံးလေးထည့်ကစားမယ်အပေါ်မှာနှစ်ပါတော့ပရိတ်တခံထားတယ်နော်ဒါတသုံးလေးတလိုင်းဟုတ်ပြီအဲ့ရကိုကျွန်တော်ထပ်ပြီးတော့နော်ထပ်ပြီးတော့ပေါင်းဆက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီလိုလေးလည်းမြင်လေနော်အဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်ကိုယ်တုံညာခွန် သူကဒီဘက်နဲ့မှာ935နော်935ကို935အချင်းကိုက်မှာ940လို့ရိုက်တယ်အဲ့ဒီလိုရိုက်ပြီးအဲ့ဒီ935ကို1နဲ့3မှာဒီမှာ143လို့လဲဟာဒီလိုလာပေးထားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာလဲနော်ကို39ခွန်သူရတဲ့ဘက်ကတော့395သူနဲ့အချင်းကမှ934เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကို39ခွန်1နဲ့3မှာအခုကျွန်တော်တို့13လေးလို့ ထည့်ခဲ့ပြီနော်တစ်သုံးလေးလို့ထည့်ခဲ့ပြီကိုသုံးညခုနှစ်အကျဉ်းကမှာတစ်သုံးလေးလို့ရှိတယ်သူနဲ့အကျဉ်းကမှာကိုသုံးကအကျဉ်းကမှာ940ရိုက်တယ်အဲ့တော့ကျွန်တော်ဒီမှာလေကိုတို့ကြောင့်ခွန်တဲ့အကျင့်ကမှတက်သုံးလေးဆိုတာလာပြီးတော့ခုနဖရိန်နေနဲ့ခုနယူစားချက်တွေနဲ့ line နေနဲ့ဒီမှာလာတိုက်ဆိုင်နေပြီကိုတို့ညခွန်တဲ့ဒီဘက်နဲ့မှာ၃ခုက၅သုံးညလေးအကျင့်ကတွေရိုက်ထားတယ်ဒါကြောင့်ကိုတို့ညခွန်တဲ့အကျင့်ကမှတက်သုံးလေးနော်ကိုတို့ညခွန်တဲ့အကျင့်ကမှတက်သုံးလေးနော်ဒါလေးကလည်းလာပြီးတော့တိုက်ဆိုင်တယ် နောက်တစ်ချက်ကကျွန်တော်ဆရာတယောက်ပုံဆွဲတင်ထားတာလေးတွေ့တယ်နော်ပုံဆွဲတင်ထားတာလေးကဘာလေးလဲဆိုတော့ကျွန်တော်ဒီမှာအဲ့ဒီ line လေးကကျွန်တော်ဒီခွန်တက်9လို့ဖြစ်တယ်ပေါ့နော်ခွန်တက်9ဒီမှာတက်ကဒီမှာ9တက်ခွန်9တက်ခွန်ပေါ့နော်အဲ့တော့ဒီမှာခွန်တက်9လို့ရိုက်တဲ့ဒီခွန်တက်9နဲ့အချိန်ကိုက်မှာကျွန်တော်ဒီမှာ ခွန်တင်ကားနဲ့အချိန်ကိုင်းမှာကျွန်တော်ဒီမှာ434လို့434လို့ထောင်ပြီးတော့နော်434လို့နောက်ထောင်သုံးလုံးထောင်ပြီးတော့413လို့ရိုက်ထားတယ်လို့နော်အဲ့ဒီလို့ရိုက်ထားတယ်လို့431လို့ရိုက်ထားတယ်လို့434လို့ထောင်တယ်ဒီခွန်တင်ကားနေပြီးတော့အချိန်ကိုင်းမှာ434လို့ထောင်တယ်413လို့ရိုက်တယ်အဲ့ဆိုဒီမှာလဲ9 1ခွန်သူနဲ့အချိန်ကိုင်းမှာလဲခုနကျွန်တော်တို့ ဒီမှာ၄34လို့ထောင်းပြန်တယ်၄34လို့ထောင်းတယ်ထောင်းပြီးတော့ဒီမှာ၄3တ143လို့ရိုက်ပြန်တယ်ဗောနော်ထောင်းတယ်ဒီမှာ143လို့ရိုက်ပြန်တယ်နော်ကျွန်တော်ဒီမှာလဲခွန်တင်က434ထောင်းတယ်143လို့ရိုက်တယ်ဟုတ်ပြီအဲ့ဒီလိုရိုက်ပြီးတော့လေနော်ရိုက်ပြီးတော့ဘာသာဒီမှာ ဒီခွန်တကားနဲ့အချိန်ကတိနဲ့3 4 5ပဲမှာလဲသူကတိ3လေးလို့ရိုက်ထားတယ်ဗျနော်တိ3လေးလို့ရိုက်ထားတယ်တိ3လေးလို့ရိုက်ဖို့အရေးကိုသူ့ရဲ့အပေါ်မှာကျွန်တော်တို့ဒီမှာနောက်ထောင်3လုံးက3ခွန်ခွန်လို့ထောင်ရအောင်မယ်လက်နော်3ခွန်ခွန်လို့လဲထောင်ရအောင်မယ်ဆိုတော့ဒီမှာ3ခွန်ခွန်လို့ထောင်ရအောင်ဒါဆိုကျွန်တော်တို့ဒီမှာလဲငါးတိခွန်နဲ့ရေးလိုက်မယ်တိနဲ့3 4 5ဒီအချိန်မှာတွေ့ရမှာခဏနော် အဲ့တော့ဒီမှာခွန်တင်ကအချိန်ကမှ၄3လို့ထောင်တယ်တ၄3လေးတ3လို့ရိုက်တယ်သူနဲ့အချိန်ကမှတ3လို့ရိုက်တယ်နော်မရိုက်ခင်မှာသူ့ရဲ့ဘုံက3ခုလို့ထောင်ခဲ့တယ်အခုဒီမှာဆက်ဖြစ်နေရပါတော့ခွန်တင်က၄3လို့ထောင်တယ်တ3လို့ရိုက်တယ်ဒါဆိုပထမကတ်လို့ဆိုသူနဲ့အချိန်ကမှတ3လေးပေါ့နော်1နဲ့3 4 5ဒီအချိန်မှာတ3လေးထည့်ကြစမ်းဘာဖြစ်လို့လဲပထမကတ်လို့ပဲသူကအပေါ်မှာ3ခွန်ခွန်လို့လဲ ထောင်ပေးခဲ့ပြီပေါ့နော်3ခွန်ခွန်လို့ထောင်ပေးခဲ့နော်3ခွန်ခွန်လို့ထောင်ခဲ့ပြီဒီမှာလဲ3ခွန်ခွန်ဒီမှာလဲ3ခွန်ခွန်3ခွန်ခွန်ထောင်တဲ့3 4ရိုက်တဲ့အချိန်ကိုင်းမှာခွန်တင်ကအချိန်ကိုင်းမှာ4 3 3ထောင်တဲ့4 3ရိုက်တဲ့ဒါဆိုရင်ကျွန်တော်ဒီမှာလဲ3ခွန်ခွန်ထောင်တဲ့3 3ရိုက်မယ်အချိန်ကိုင်းမှာခွန်တင်ကအချိန်ကိုင်းမှာ4 3 4ထောင်တဲ့1 4 3ရိုက်မယ်နော်အဲ့တော့ဒီ1 4 3လေးကလည်းတော့တခြား line တွေလည်းရှိပါသေးတယ်เนาะအဲ့တော့ကျွန်တော်ဒီအချိန်မှာ1 3လေးပေါ့เนาะ ဒီ3 4လေးကိုလည်းကျွန်တော်အဲဒီချိန်အတွက်ဖော်ပြပေးလိုက်တယ်ဗောနော်အဲ့တော့တက်3လေးကကျွန်တော်တို့အခုဒီ line နဲ့ဟောဗောနော်2 5 8 4 5 10လိုက်ထွက်တယ်2 5 8 4 1ခွန်း2ခွန်းနဲ့လိုက်ထွက်တယ်နော်2ခွန်းနဲ့လိုက်ထွက်တယ် အဲ့ဒီကခွန်တလေး950နော်958 950 90လိုက်ထွက်တဲ့အဝါ၄၃ညာလေးဒီအဲ့ဒီက958ရဲ့ဒီဘက်နှစ်က၄ပါတော့ပရိရှိဆိုတဲ့ကဏ္ဍဖြစ်တယ်နော်၄ပါတော့ပရိရှိဆိုတဲ့ကဏ္ဍဒါဆိုကျွန်တော်958 4ခု2ခု2နောက်နှစ်ကိုထွက်တယ်ထွက်ပြီးသူ့ရဲ့အောက်မှာထွက်ရမှာကဏ္ဍဒီအဲ့ဒီက958ဖရင်ရဲ့ဒီဘက်နှစ်က၄ပါတော့ပရိရှိဆိုရင်1 34ပေါ့နော်1 34တကွက်ပဲရှိရပေါ့နော်အဲ့ဒီနှစ်တန်းမှာဟုတ်ပြီအဲ့ဒီလိုပဲ958ခွန်တလေးနော် နေ့ငါးရက်ခွန်တလေးနဲ့အကျင်ကိုက်မှာကျွန်တော်၃ခုတက်လို့ရိုက်တဲ့အဲ့၃ခုတက်ဒီလဲဘယ်ရလာကနန်းလဲဆိုရင်ဒီနေ့ငါးရက်ဖရင်ရဲ့ဒီဘက်က၈နဲ့လေးထောက်တဲ့၃ခုတက်ဆိုရင်၃ခုတက်ကိုရိုက်တဲ့ဆိုရင်ကျွန်တော်ဒီမှာအဲနေ့ငါးရက်ခွန်တလေးနဲ့အကျင်ကိုက်မှာထည့်ကစားမှာကနန်းဒီဘယ်ရလာတဲ့ကနန်းပြင်မလဲဆိုရင်ပထမကတ်လို့ပဲနေ့ငါးရက်ရဲ့ဒီဘက်ကဒီဘက်က၈နဲ့လေးထောက်ထားတဲ့တက်၃၄ဆိုတဲ့ကနန်းနော်အဲ့ဒီကနန်းရဲ့ကျွန်တော်တို့နော်အဲ့ဒီလိုယူဆချက်ကခုနက အဲကျွန်တော်တို့ဒီမှာခွန်ထိုင်ထောက်ထားတဲ့ခွန်လေးလေးခွန်ထိုင်ထောက်ထားတဲ့အကျင်ကကကနန်းသည်နော်အဲသူနဲ့အကျင်ကကိုတရှိလိုက်ထွက်ပြီးတော့အဲတေကိုကိုတရှိလိုက်ထွက်ပြီးတော့အဲဒီမှာလေးခွန်ခွန်လို့ရိုက်တယ်ပေါ့နော်ဒီခွန်ထိုင်နဲ့အကျင်ကကဒီလေးခွန်ခွန်ဆိုကနန်းသည်အကျင်ကကကိုရှိတဲ့လိုက်ထွက်ပြီးတော့လေးခွန်ခွန်လို့ရိုက်တယ်ဒါဆိုကျွန်တော်ဒီမှာလဲခွန်ထိုင်ထောက်ထားတဲ့၄၃တက်သည်သူနဲ့အကျင်က၈၆ခွန် ရှစ်6ခွန်းနောက်နှစ်ကိုထွက်ပြီးတော့နော်ဒီမှာအဲတက်သုံးလေးလို့ရိုက်မယ်ပေါ့နော်ဒါလေးကဒါလူရင်းလေးထပ်ပြီးတော့နှွေးပေးလိုက်တာပေါ့နော်အဲ့တော့ဒီချိန်မှာ၄၃ညာလေးတက်သုံးလေးနောက်ကျွန်တော်အရန်တကွက်ကြည့်ရလိုက်အောင်နော်အရန်တကွက်အဲဒီအရန်တကွက်ကလည်းဟော့နေလို့ပေါ့နော်အရန်တကွက်ကြည့်မယ်ဆိုတော့ကျွန်တော်ကြည့်ရအောင်ဒါဒီမိနစ်က ။နာရီဝက်ရှိပါပြီမိနစ်30ရှိသွားပြီဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်တင်ရတာခက်ခက်ပြတဲ့အတွက်အလူရင်းလေးပဲကျွန်တော်ထပ်ပြီးတော့နော်ဟိုကပြစ်ပေးလိုက်မယ်။အဲ့ဒါဆိုရင်ကျွန်တော်ဒါလေးရလဲကျွန်တော်ပြနေကြလေးပါပဲနော်အပတ်တန်းပြနေကြ။ဒါကိုခွန်းနှစ်နှစ်ကျော်3 4ရှစ်ထွက်တယ်နော်။ကျွန်တော်ဒီမှာ၅ကိုခွန်းနှစ်နှစ်ကျော်၃၄ရှစ်ထွက်တယ်ဒီမှာ၅ကိုခွန်း နော်နှစ်နှစ်ကျော်မှကျွန်တော်ဒီမှာရှင်းလေးသုံးလို့ထွက်တယ်ဟုတ်ပြီအဲဆိုရင်ငါးကိုခွန်းနှစ်နှစ်ကျော်မှ၃လေးရှင်းလို့ထွက်တယ်အဲ့ဒီနောက်နှစ်မှာငါးခွန်းရှင်းဆိုတော့ကနန်းဒီပုံသေးလိုက်ထွက်တယ်နော်ငါးကိုခွန်း၃လေးရှင်းလို့ရပြီလားနဲ့နောက်နှစ်မှာငါးခွန်းရှင်းခွန်းရှင်းငါးဆိုတော့အာပက်လက်ဒီပုံသေးလိုက်ထွက်တယ်အဲ့ဒီမှာလဲဒုတိယကက်မှာလဲ ားခွန်ကို438ခွန်ကိုဟာ438လို့ထွက်ပြီးနောက်နေ့မှာငားခွန်8ဆိုတဲ့ကဏ္ဍဒီဒီမှာပုံသေးလိုက်ထွက်တယ်နော်အဲ့တော့ကျွန်တော်တို့ကလည်းဒီမှာငားခွန်ကိုနှစ်နှစ်ကျော်438ထွက်ပြီးတော့နောက်နေ့မှာငားခွန်8ဆိုတဲ့ကဏ္ဍထွက်ရအောင်မယ်နော်အဲ့တော့ဒီအချိန်မှာငားခွန်8ထည့်ကစားမယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲထည့်ကစားမှာလဲဆိုတော့ကျွန်တော်ဒီငားကိုခွန်438နောက်နေ့မှာငားခွန်8လိုက်ထွက်တော့ဒီမထွက်ခင်မှာဒီမှာအပိတ်တူအပိတ် နော်တစ်ပိတ်တစ်ပိတ်လို့ရိုက်တယ်အပိတ်တူအပိတ်ရိုက်ပြီးမှထွက်တယ်9ခွန်း8ဒါဆိုလဲဒုတိယကက်မှာလဲကျွန်တော်ခွန်9 4 3 8နှစ်မှာ9ခွန်း8လိုက်ထွက်တယ်လိုက်ထွက်တော့သူသူထွက်ဖို့ရေးကိုအပေါ်မှာအပိတ်တူအပိတ်လို့ရိုက်ပြီးမှထွက်တယ်နော်ဒါဆိုကျွန်တော်ဒီမှာလဲခွန်9 4 3 8ရိုက်ခဲ့ပြီဆိုဒီနှစ်မှာ9ခွန်း8ဒီအချိန်မှာထည့်ကစားဘာလို့လဲဒီမှာခွန်ပိတ်ခွန်ပိတ်အပိတ်တူအပိတ်လို့ရိုက်ခဲ့ပြီနော်အဲ့ဒါကိုတိုက်ဆိုင်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ တိုက်ဆိုင်ကြည့်မယ်ဆိုရင်အကျင့်ကိုက်မှာဒီမှာခွန်ရှစ်အတွဲနော်ဒီမှာခွန်ရှစ်အတွဲအကျင့်ကဒါဆိုရင်ဒီအချိန်မှာခွန်ရှစ်အတွဲနော်ခွန်ရှစ်အတွဲဟုတ်ပြီနော်ဒီမှာခွန်ရှစ်အတွဲအကျင့်ကိုက်မှာခွန်ရှစ်အတွဲခွန်ရှစ်အတွဲရိုက်တယ်အဲ့ဒီခွန်ရှစ်အတွဲနောက်ဘိတ်ကိုကျွန်တော်တို့ကဒီမှာနောက်သုံးလုံးပေါင်းနော်ဒီ6သုံးကနောက်သုံးလုံးပေါင်းခြင်းဒီ၄ဖြစ်ခြင်းနဲ့၅ဘိတ်တယ်နောက်ဒုတိယကဒီမှာနောက်သုံးလုံးပေါင်းခွန်3ညခွန်ဒီ၄ဖြစ်ခြင်းနဲ့နောက်ပိတ်တယ်ခွန်ပိတ်တယ်နော် အဲ့တော့ဒီမှာ6 3ရှိတဲ့အတွက်၄ပြည့်ချင်းနဲ့ဆိုတော့၅ပိတ်တယ်ဒီမှာခွန်း3ညရှိတဲ့အတွက်၄ပြည့်ချင်းနဲ့ဆိုတော့ခွန်းပိတ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ2နှစ်ခွန်းဆိုတော့နောက်ပေါင်း9၄ပြည့်ချင်းနဲ့ဆိုတော့နောက်ပေါင်း9ထဲမှာအဲ့တော့ခွန်းရှင်9ထဲပေါ့နော်ခွန်းရှင်9ထဲနော်အဲ့တော့ဒီအချိန်မှာအရန်လေးပေါ့နော်ဒါလေးကခွန်းရှင်9ခွန်းရှင်9ထဲပေါ့နော်အဲ့တော့ခွန်းရှင်9ထဲဒီကျွန်တော်တို့ဒီမှာ ဒါလေးကမွေးကနားမှာပဲနော်ဒီ9ကိုခွန်း3 4 8ခွန်း5နော်အပိတ်တူအပိတ်ရအောင်မှာထွက်တဲ့9ကိုခွန်း3 4 8ချက်ခွန်ကအပိတ်တူအပိတ်ရအောင်မှာဖတ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ5ကိုခွန်း3 4 8အဲ့တော့အပိတ်တူအဲအောင်မှာခွန်ရှင်ကထွက်ရမှာပေါ့နော်ခွန်ရှင်ကထွက်ရမှာ